안녕하세요여러분디디난삼아로그래서နမနှစ်ချက်ဖြစ်တဲ့နမနှစ်ချက်ဖြစ်တဲ့ဘီးနဲ့ရာတန်တရနဲ့ပေါင်းတဲ့အခါအတန်နတန်ထွက်မယ်ဆိုတဲ့သင်ခန်းစာကိုတွားမယ်။ဟုတ်ပြီအဲ့တော့ဘီးကိုရာတန်တရနဲ့ပေါင်းတဲ့အခါအတန်ဘဏတန်နတန်အဲ့တော့ရာတန်တရဆိုတာမြင်းဘဏတန်ပေါင်းမြင်းနှစ်ချောင်းပါတယ်အဲ့တော့မြင်းနှစ်ချောင်းပါအတန်ဘဏတန်ထွက်အတန်နတန်ထွက်အဲ့ဒီမှာချွင်းချက်မှတ်ရမှာကရာတန် တရာနဲ့ပေါင်းတဲ့အခါအတန်နှစ်တန်မထွက်ဖ ೇನೆ အတန်ပြောင်းထွက်ရတဲ့ဖြီးပဲနှလုံးရှိတယ်ခုနှစ်လုံးအတန်ပြောင်းပြီးတော့အတန်တတန်နဲ့ထွက်တော်မဲ့ဖြီးခုနှစ်လုံးရှိတယ်အဲ့ဒါတွေကဘာတွေလဲဆိုနှောက်ညလို့ပြောင်းမယ်မောက်ညပေါင်းပြစာနဲ့စောက်ရှက်ထောက်ပြပေါင်းပြဆိုပြီးတော့မှအတန်ပြောင်းထွက်မယ်ပြီးရင်တော့ ရာကိုကြတော့ရတန္တရာနဲ့ပေါင်းတဲ့ကအတန်ဘာတန်နဲ့ထွက်မယ်လအတန်နဲ့ထွက်မှာအတန်ကတော့နှစ်တန်ထွက်မှာနော်ဒီမှာကလဆိုပြီးတော့လအတန်နဲ့ပြောင်းထွက်မယ်အတန်ကတော့နှစ်တန်ထွက်မယ်သူ့မှာအဲ့တော့ဒါဆိုရင်ပေါင်းကြည့်ကြရအောင်အဲ့တော့ယန္တရယာယောယူယူဆိုတဲ့ဒီလေးလုံးနဲ့ပေါင်းပါ။ဟုတ်နော်။ယာယောယူယူ ရာယောယိုယူအတံပနတံနှစ်တံအဲ့တော့ဘီတံဟောဒီရဂဆိုတဲ့ဘီတံပါမယ်ရာဆိုတဲ့တရတံပါမယ်နှစ်တံပေါင်းထွန်းမယ်ဂရာခရာဟုတ်နော်ဂရာဆိုပြီးတော့မတော်ဘူးခရာဆိုပြီးအတံကိုထွက်မှာပေါင်းထွန်းမှာနော်ခရာပါတယ်ဒါပေမဲ့ခရာ ဘီးတန်လည်းပါမယ်တရတန်လည်းပါမယ်အဲ့တော့အမြဲတမ်းပြောထားတာကဘဒုကိုအရင်ရေးဘီးကိုအရင်ရေးဘီးရေးပြီးပါလာမယ်တရရေးမယ်တရရေးတဲ့အခါအနောက်မှာရေးမှလားအောက်မှာရေးမှလားခွဲရမယ်ဒါဆိုရာဆိုတဲ့တရကအပေါ်အောက်ဒေါင်းလိုက်တရဖြစ်နေတဲ့အတွက်ဘီးရဲ့ပမာရေးမယ်အနောက်မှာရေးမယ်ဘီးကိုရတဲ့တရနဲ့ပေါင်းရင်အတန်နှစ်တန်ဟုတ်ပြီဒါဆိုရင်ဒီမှာတော့ဘီးတန်ကိုတရတန်ကိုနှစ်တန်လုံးပါအောင်ထွက်ပြန်မယ်ဒါဆိုအနောက်မှာရေးမယ်ဂါရာဂါရာပါရန်ထွက်မယ် ဂါယံဂယာလို့ထွက်မယ်ဂါယံဂယာလို့အတန်ထွက်မယ်ဟုတ်ပြီဒါဆိုရင်ဒီနှာကဘာဖြစ်တယ်နှာကအတန်ပြောင်းနေနှာကအတန်ပြောင်းတော်မူလို့သူ့ကိုကြော်ထားခဲ့မယ်ဟုတ်လားနှာကအတန်ပြောင်းပြီးထွက်တာဖြစ်တဲ့အတွက်သူ့ကိုခဏကြော်ထားခဲ့မယ်ဒါဆိုရင်နောက်တစ်လုံးသွားမယ်အဲ့တော့ဒါဆိုရင်ဒီမှာဂါယာဘာနဲ့ထွက်မယ်ဂယာအတန်ပြောင်းတဲ့စလုံးထားခဲ့မယ်ဂါယာကဂယာဟုတ်ပြီဂါယာဂယာဒါဆိုရင်နောက်ဒါယာ ဘာရန်ထွက်မှာဒါယတရလို့ထွက်မယ်ဒါယတရဟုတ်ပြီ run ကို run ကိုရတန်တရာနဲ့ပေါင်းတဲ့ခါအတန်ဘာတန်နဲ့ပြောင်းထွက်ရမယ်လအတန်နဲ့ထွက်ရမယ်အတန်နှစ်တန်ထွက်ရမယ်ဘာတန်နဲ့ထွက်မယ်လအတန်နဲ့ထွက်မယ်အတန်ကိုတော့ပြောင်းစရာမလိုဘူးအတန်တတန်နဲ့ပြောင်းစရာမလိုဘူးနှစ်တန်ထွက်မယ်ဒါဆိုရေအောင် run ya run ya ဟုတ်ပြီသူ့ကိုဘာအတန်ကိုဘယ်လိုလေးထွက်မယ် ရာယာကိုဘယ်လိုထွက်မလဲလယာဆိုပြီးထွက်မလဲရာယာကိုဘယ်လိုထွက်မလဲရာယာကိုလယာလို့ထွက်မလဲရာယာကိုဘာထွက်မလဲလယာဆိုပြောမှအဲ့လိုထွက်ပြရမယ်ဒါမှမဟုတ်အဲ့ဒီတော့ကြောင့်မို့လို့ဒီရဲ့စလုံးလေးကိုတခြားလေးမှတ်ထားမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကြည့်ကြည့်အောင်ပြန်ပြီးတော့အဲ့တော့ရာကိုရတန်တရာနဲ့ပေါင်းရင်လာတန်နဲ့ထွက်ရမယ်ပြီးတော့အတန်ပြောင်းလာတန်ပြောင်းတာဆိုပြီးတတန်နဲ့ထွက်စီရမလို့အတန်နှစ်တန်ထွက်မယ်အဲ့တော့ ရာယာလယာလို့ထွက်မယ်ဟုတ်ပြီဒါဆိုရင်မမကကြတော့ဘာဖြစ်တယ်မကအတန်ပြောင်းမယ်ဒါကြောင့်မလို့သူ့ကိုခဏထားခဲ့မယ်မကိုအတန်ပြောင်းမှာမလို့ထားခဲ့မယ်ပြီးရင်ဘဘကလည်းအတန်ပြောင်းတာမလို့ထားခဲ့မယ်ဘာကိုလဲအတန်မထွက်သေးဘူးအဲ့တော့ဆဆလဲအတန်ပြောင်းလို့သူ့ကိုလဲမထွက်သေးဘူးဆကိုလဲထားခင်မယ်အဟုတ်ပြီအကတော့ပြောင်းတာမဟုတ်တော့တွေ့တယ်ဟုတ်ပြီနော်ပြောမယ်ဒါဆိုရင်အာယာအာယာအာယာ ဒါဆိုရင်သူ့ကိုအရာအရာဆိုပြီးနှစ်တန်ထွက်မှာလားနှစ်တန်ထွက်စရာမလိုဘူးအကဘာဖြစ်တဲ့ပြီးအတန်မရှိတဲ့ပြီးအတန်မရှိပြီးဖြစ်လို့ပေါင်းလိုက်တဲ့တရရဲ့အတန်မဲထွက်မှာအဲ့တော့အရာဘာလို့ထွက်မလဲတရအတန်မဲထွက်မယ်လို့ပြောတာအရာဆိုတော့ရာလို့ပဲထွက်မယ်ဟုတ်နော်အရာရာအဝေးဒါဆိုရင်နော်ဂျာရာဂျာရာဘာလို့ထွက်မလဲဂျေရာဂျာရာဂျေရာဂျာရာဂျေရာအဝေးနောက်တစ်ခု ချာယံချေယချာယံချေယနောက်တစ်ခုခယံခယခယံခယနတ်တန်နေထွက်မယ်နော်ခယံခယဟုတ်ပြီနောက်တစ်ခုထယံထယထယံထယဟုတ်ပြီဖာကအတန်ပြောင်းတော့မို့လို့ဖာကိုထထားခဲ့မယ်ဟုတ်ပြီဒါဆိုရင်နောက်ဟောက်ပေါင်းမယ်ဟယံဟယဟယံဟယဟုတ်ပြီဒါဆိုရင်နောက် ကယ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 ဒါဆိုရင်တယ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 ဟောပြီးပကအတန်ပြောင်းတဲ့ထဲမှာ ပါတော်မူလို့ပါဝထားခဲ့မယ်ပြီးရင်တော့စကလည်းအတန်ပြောင်းတော်မူလို့စကိုလည်းထားခဲ့မယ်ဟောပြီးဒါဆိုရင်ကြအဲ့တော့ကြယတယဆိုပြီးတော့ထွက်မယ်ဟုတ်နော်အဲ့တော့ပြန်ပြောကြည့်အောင် ဘီးနဲ့ရတဲ့တရားနဲ့ပေါင်းရင်ဘဏ္ဍန်နှစ်တန်းဘီးတန်ကိုတရားတန်ကိုပေါင်းပြီးတော့ထွက်ရမယ်ဒါဆိုထွက်ကြည့်အောင်ဂါယဂါယကေယဒါယကေယရယရကြတော့ရတဲ့တရားနဲ့ပေါင်းရင်လှအတန်နဲ့ထွက်မယ်အတန်ကတော့နှစ်တန်းပဲအဲ့တော့ရယလယဟုတ်ပြီအာယအာကအတန်မရှိပြီဖြစ်လို့ပေါင်းတဲ့တရားရဲ့အတန်နဲ့ထွက်ရမယ်အာယယချ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 ယ ခယခယထယထယဟယဟယကယကယတယတယဟောပြီးဒါဆိုရင်နောက်ကြယကြယအဲ့လိုအတန်းထွက်ပြရမယ်နှစ်တန်းထွက်ပြရမယ်ဟောပြီးဒါဆိုရင်နောက်တစ်ခုသွားရအောင်နောက်တစ်ခုကအောနဲ့မပေါင်းအောအတန္တရာမဟုတ်တွေ့မပေါင်းဒီဘောနော်ဒီနေ့မှာအဲ့တော့ယတန္တရာဖြစ်တဲ့ပေါင်းနဲ့ပေါင်းမယ်ယောနဲ့ပေါင်းမယ် အဲ့တော့ယောနဲ့ပေါင်းမယ်အတန်းနှစ်တန်းထွက်ရမယ်အဲ့တော့ဖြီးတန်ကိုတရတန်ကိုပေါင်းအောင်ထွက်ပေးရမယ်ဒါဆိုဂါယောခယောလို့ထွက်မယ်ဒါဆိုစာရေးနီးအရင်ဆုံးပါဟုတ်ရေးဖြီးကိုရေးဖြီးရေးပြီးရင်တရရေးမယ်အနောက်ကရေးမှာလားအောက်ကရေးမှာလားအပေါ်အောက်ဟုတ်နော်အပေါ်အောက်ထောင်လိုက်တရဖြစ်နေတဲ့အတွက်အနောက်ကရေးမယ်အဲ့တော့ဂါယောဘာနဲ့ထွက်မယ်ခယောခါယောခယောအပြင်နောက်ခုနားကအတန်ပြောင်းလို့ထားမယ်ဒါအဲ့တော့ဒါယော ဒါယောဒယောဒါယောဒယောဟောပြီးနောက်ဒါဆိုရင်နောက်ဒါဆိုလို့ရှိရင်ဒီမှာဗောနောဒီဒါနဲ့ယောနဲ့ရေးတဲ့အခါဒီလိုမျိုးအထဲကိုထဲမရေးလဲရတယ်ဗောနောဒါကပုံလေးစလုံးဆိုတော့အဲ့လိုမျိုးကတ်သွားတာအဲ့လိုထဲမရေးဘူးနည်းနည်းလေးခွာခွာလေးဖြစ်နေတယ်စာရေးတဲ့အခါအဲ့ဒါဆိုလဲအဆင်ပြေရယ်เนาะပြဿနာမရှိဘူးအဲ့တော့ဒါယောဒယောနောက်တစ်ခုရာယော ရာယောလာတဲ့နဲ့ထွက်မဲ့နတ်တန်လယောရာယောလယောရာယောလယော အဝိမဘစအတန်ပြောင်းလို့ထားမယ်အဲ့တော့အာယောအယောမဟုတ်ဘူးတတန်အဲ့တော့တရအတန်မဲ့ထွက်မှာဖြစ်တဲ့အတွက်အာယောယောအာယောယောနောဂျာယောဂျာယောဘာနဲ့ထွက်မလဲဂျေယောဂျာယောဂျေယောဂျာယောဂျေယောဟုတ်ပြီနောက်တစ်ခုခြာယောဘာနဲ့ထွက်မလဲခြေယောခြာယောခြေယောခြာယောဘာနဲ့ထွက်မလဲခြေယောခြာယောခြေယော ပြီးရင်တော့ခါယောဘာလို့ထွက်မလဲခါယောခယောခါယောခယောဒါဆိုရင်ထာယောဘာလို့ထွက်မလဲထယောထာယောထယောအဲ့တော့ဟာယောဟာယောဘာလို့ထွက်မလဲဟေယောဟာယောဟေယောအဲ့ဒီဟာယောဟေယောအဲ့ဒီဆိုရင်တော့ကာယောဘာလို့ထွက်မလဲကယောကာယောကယောကာယောကယောဒါဆိုရင်နောက်တစ်ခုတာယောတယော ဒါရောပါထမင်းဒါရောကတရောတော့ပရဲ့စရဲ့ကအတန်ပြောင်းလို့ထားခဲ့မယ်အဲ့တော့ကြာဦးသွားမယ်အဲ့တော့ဂျာယောတရောလို့အတန်ထမင်းကြာရောတေယောအဲ့တော့ယောနဲ့ပေါင်းတာလေးတွေအတန်ထွက်ကြည့်အောင်အဲ့တော့ဂါယောဂယောဒါယောတယောရာယောလယောအာယောယောဂျာယောတေယောချာယောချေယောခါယောခေယော ထာယထေယဟာယဟေယကာယကေယတာယတေယကြာယကြေယဟုတ်ပြီအဲ့လိုတန်းထွက်မယ်။ဒါဆိုရင်နောက်တစ်ခုသွားရအောင်။နောက်တစ်ခုကဘာနဲ့ပေါင်းမလဲဆိုတော့ယူနဲ့ပေါင်းမယ်။အဲ့တော့ယူနဲ့ပေါင်းတဲ့အခါဖြီးရဲ့တရကိုဖြီးရဲ့ပမာထားမလဲဆိုတော့ဖြီးရဲ့အောက်မှာထားမယ်။ဒါဆိုထွက်ကြည့်အောင်။ဖြီးတန်ကိုတရတန်ကိုနှစ်တန်ထွက်ရပါမယ်။ဂါယူ နှစ်တန်ဆိုတော့ဂယုဂယုဂယုအော်ဘီနာကအတန်ပြောင်းလုပ်ထားခဲ့မယ်ဒါယုဒယုဒါယုဒယုနောက်တစ်ခုရာယုလယုရာယုလယုမဘာစအတန်ပြောင်းလုပ်ထားခဲ့မယ်အဲ့တော့အာယုယုတရတမ်းမထွက်မယ်အာယုယုနောက်ဂျာယုဂျေယုဂျာယုဂျေယုနောက်တစ်ခုချယုချယု ခြာယောခြေယောပြီးရင်တော့ခါယောခေယောခါယောခေယောနောက်ထာယောထေယောထာယောထေယောအဝိဖာကအတန်ပြောင်းလို့ထားခဲ့မယ်ဟာတော့ဟာယောဟေယောဟာယောဟေယောအဝိနောက်ကာယောကေယောကာယောကေယောနောက်တစ်ခုတာယောတေယောတာယောတေယောပါ စအတန်ပြောင်းလို့ထားခဲ့မယ်အဲ့တော့ကြာယူကြည်ယူကြာယူကြည်ယူအဲ့လိုတန်ထွက်ပါမယ်ဒါဆိုလို့ရှိရင်ဒီဟာလေးကိုအတန်ပြန်ထွက်ကြည့်မယ်အဲ့တော့ယူတရားနဲ့ပေါင်းမယ်အတန်နှစ်တန်ထွက်မယ်အဲ့တော့ဂါယူဂယူဒါယူဒယူရာယူလယူအာယူယူကြာယူကြည်ယူခြာယူခြေယူခါယူခေယူထာယူထေယူဟာယူဟေယူကာယူ တယူတာယူတယူကြာယူကြည်ယူအဲ့လိုအသံထွက်ပါမယ်ဒါဆိုရင်နောက်တစ်ခုသွားရအောင်အဲ့တော့ဒါဆိုရင်၃ခုပြီးသွားရည်ရာရောယူပြီးတော့ယူနဲ့ပါမယ်ယူနဲ့ပေါင်းတဲ့ခါလဲဘယ်နှတန်းနှစ်တန်းအဲ့တော့ယူကပညာဆွဲထားတဲ့အလျားလိုက်တာမဟုတ်လို့ဖြီးရဲ့အောက်မှာရေးပေးရမယ်ဒါဆိုရေးရအောင်ဂါယူကယူဂါယူကယူဟုတ်ပြီနောက်ကအတန်ပြောင်းလို့ထားခဲ့မယ်ဒါယူတယူ 다유 대유 라유 레유 라유 레유 마바사 다음에 그리고 아유, 아유 유 아유 유 어비라서 인 자유 제유 자유 제유 나르고 차유 체유 차유 체유 나르고 카유 케유 카유 케유 나르고 타유 ထယူထာယူထယူဖာကအတန်ပြောင်းလို့ထားခဲ့မယ်။နောက်ကိုဟာယူဟေယူဟာယူဟီယူဟုတ်ပြီ။နောက်တစ်ခုကကယူ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 နောက်တစ်ခုတာယူတယူတာယူတယူနောက်တစ်ခုကအဲ့တော့ကြယူတယူကြယူတယူလို့ထွက်မယ်။ဒါဆိုရင် အတန်ပြန်ထွက်ကြည့်မယ်အဲ့တော့ဂါယူဂယူဒါယူဒယူရာယူလယူအာယူယူဂျာယူဂျယူခြာယူခြေယူခါယူခီယူထာယူထီယူဟာယူဟီယူကယူဂယူတာယူတယူကြာယူဂျယူအဲ့လိုအတန်ထွက်ပေးရပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်အခုဒီမှာပြောသွားတာလေးတွေကဘာလဲဆိုလို့ရှိရင်ဂျီနဲ့ ဘီနဲ့ယတန္တရာနဲ့ပေါင်းတဲ့အခါအတန်နှစ်တန်ထွက်တယ်ဆိုတဲ့ဟာလေးကိုပြောပြပေးသွားတာဟုတ်ပြီဒီမှာဆိုရင်အတန်မှတ်ရမှာကပါလဲဆိုတော့ယတန္တရာနဲ့ပေါင်းတဲ့အခါအတန်မှတ်ရမှာကဟောဒီကရာဘီလေးကိုယတန္တရာနဲ့ပေါင်းတဲ့အခါမှာရာဘီကိုယတန္တရာတွေနဲ့ပေါင်းတဲ့အခါလအတန်လေးပြောင်းထွက်သွားတယ်အတန်ကတော့နှစ်တန်ပဲထွက်တယ်ရာယလေရာယောလေယောရာယော လက်ယူ rayu လက်ယူဟုတ်ပြီအဲ့လိုမျိုးလေးထွက်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တော့ဒီတင်ငန်းဆောင်မှာကဂျီနဲ့ရတန်တရာနဲ့ပေါင်းပြီးတော့အတန်နှစ်တန်ထွက်တဲ့တင်ငန်းစာတွေကိုပြောပြပေးခဲ့တာဖြစ်ပါအတန်ထွက်နည်းတွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ဒါဆိုရင်နောက်ဗီဒီယိုမှာကအတန်ပြောင်းတဲ့နေစနစ်လေးတွေအတန်ပြောင်းပြီးတော့မှအတန်တတန်နဲ့ထွက်တဲ့ဟာလေးတွေကိုလေ့ကျင့်ရမှာဖြစ်ပါတယ်။ဒါဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာတွေ့ပါမယ်။